အားလုံးပဲမင်္ဂလာပါ။ The Upgrader Channel ကနေပြန်လည်ကြိုဆိုပါရစေ။ဂျပန်နိုင်ငံရဲ့နိုင်ငံရေးချင်းတွေကတော့လက်ရဖက်ကိုပြက်ပြက်တတဥတီတော်နေပြီလို့ပြောရမှာပါ။လက်ရှိဝန်ကြီးချုပ်အသစ်ဖြစ်တဲ့ Saikataichi ဆိုတာကတော့ဂျပန်ပြည်သူတွေအများစုလိုချင်ခဲ့တဲ့ပုံစံမျိုးကိုသူကကိုစားပြုနေသူဖြစ်ပါတယ်။အခုနောက်ဆုံးရွေးကောက်ပွဲမှာမထင်မဲ့လောက်မဲအများအပြားနဲ့တက်လာခဲ့တဲ့သူလည်းဖြစ်ပါတယ်။ လူတွေကိုထိုက်တလန့်ဖြစ်စေခဲ့တဲ့ Sanstro Party ဟာအလွန်တရာ Conservative စံတဲ့အမျိုးသားရေးပါတီတစ်ခုဖြစ်တဲ့အတွက်ဒီပါတီကိုပြန်လည်ထင်းကြီးဖို့ဂျပန်ပြည်သူတွေကလည်းလိုလားနေကြတာပါကတိုင်ရှိဟာ2020ပြည်နှစ်ကလေးကစပြီး9နှစ်အတွင်းမှာစတုတ္တမြောက်ဝန်ကြီးချုပ်ဖြစ်ပါတယ်။ကတိုင်ရှိဟာကွယ်လွန်တော်ပြီဖြစ်တဲ့ဝန်ကြီးချုပ်ဟောရှင်ဆိုအာဘေကိုအလွန်လေးစားကြင်ယူသူတယောက်အဖြစ်သူ့ကိုယ်သူဖော်ပြဖို့ကိုလည်းနှုတ်ဆုံးခြင်းမရှိပါဘူး။တကယ်လဲရှင်ဆိုအာဘေဟာသူမရဲ့နိုင်ငံရေးဆရာလမ်းညွှန်ဆရာတယောက်ဖြစ်ခဲ့တာပါ။ အဘိရဲ့နိုင်ငံရေးတပည့်ဖြစ်ပေမဲ့တကာအီချီကတော့နောက်ထပ်နိုင်ငံကောင်းဆောင်တူဖြစ်တဲ့မာဂရက်သက်ချာနဲ့ပိုပြီးဆင်တူတယ်လို့ခံယူထားပါတယ်။စိုက်တကာအီချီဟာဂျပန်နိုင်ငံရဲ့ပထမဆုံးဖြစ်လာတဲ့အမျိုးသမီးဝန်ကြီးချုပ်တစ်ယောက်ပါ။ပြီးတော့မာဂရက်သက်ချာနဲ့နိုင်ရှင်တာဟာသူတို့နှစ်ဦးစလုံးကကိုယ်နိုင်ငံတွေကိုဥဆောင်တဲ့ပထမဆုံးအမျိုးသမီးတွေဖြစ်ခဲ့လို့ဆိုတဲ့အကြောင်းရင်းတစ်ခုတည်းကြောင့်လည်းမဟုတ်ပါဘူး။ကတ ాయి ချီကိုဂျပန်လူမျိုးတွေရဲ့ feminine lady လို့တော့အခုကတည်းကလူတွေကနာမည်ပေးထားကြတာပါ သူ့ကိုလမ်းညွှန်ခဲ့တဲ့ဆရာတွေဘယ်လိုလူတွေလဲဆိုတာကိုကြည်ချင်းအားဖြင့်ဘာကြောင့်ဒီလိုခေါ်လဲဆိုတာကိုသိနိုင်ပါတယ်။ Liberal Democratic Party LDP ဟာဒုတိယကမ္ဘာစစ်ပြီးဆုံးကတည်းကဂျပန်နိုင်ငံရဲ့တခုလုံးကိုလွန်မိုးနေတဲ့အင်အားစုပါတီဖြစ်ခဲ့ပါတယ်။1955ခုနှစ်မှာစတင်တည်ထောင်ပြီးကတည်းကအဆက်မပြတ်နေပါအုပ်ချုပ်ခဲ့တာပါအချိန်တော်လေးနှစ်ချိန်ပဲအာဏာဆုံးရှုံးခဲ့ဖို့တာပဲရှိပါတယ်1963ခုနှစ်ကနေ1964ခုနှစ်မှာတစ်ချိန်ပြီးတော့စစ်ပွဲရေးပြက်ကဲကြီးနောက်ပိုင်း2009ကနေ2010နှစ်မှာတစ်ချိန်ပါ အဲ့ဒီအချိန်တွေမှာပြောရရင်တက်တက်အပြစ်တော်မဟုတ်ပါဘူးချုပ်ပြီးပြောရရင် LGB ပါတီဟာဂျပန်နိုင်ငံရဲ့အစိုးရနဲ့အတိတ်ပဲတူတလောက်ဖြစ်နေခဲ့တဲ့ပါတီတစ်ခုပါဒါကြောင့်အဓိကနိုင်ငံရဲ့ညှင်းကုန်ဆွေးနွေးမှုတွေဟာပါတီတွေကြားမှာဖြစ်ခဲ့တာမျိုးမဟုတ်ပဲ LGB ပါတီရဲ့ပါတီတွင်းအုပ်စုကွဲတဲ့ကြားမှာဖြစ်ခဲ့တာများပါတယ်။အဲ့တော့ဝင်းကြီးချောအစ်စ်ကဘေအုပ်စုထဲမှာရှိနေတာလဲရှင်ဇိုအာဘေရဲ့အုပ်စုဖြစ်တဲ့ဆေဝကိုင်းအုပ်စုထဲမှာပဲရှိနေတာပါ။တကယ်တော့အဖွဲ့ဝင် ဖြစ်ခဲ့ဖို့တယ်လို့ပြောရမှာပါ။ ဘာလို့လဲဆိုတော့2024ခုနှစ်မှာအဲ့ဒီအုပ်စုကပျော်ကွဲတော့ခဲ့ပါတယ်အဲ့ဒီအုပ်စုကပါတီရဲ့အမျိုးသားရဲ့အဆန်ဆုံးနဲ့ conservative အကြဆုံးအဖွဲ့ခွဲတစ်ခုသို့မဟုတ်တောက်ဖန်တစ်ခုလည်းဖြစ်လို့ပါဒါဆိုရင် Margaret Thatcher နဲ့ဘာလို့ night shine လဲဆိုတာပို့ပြီးနားလေသွားပါလိမ့်မယ်ဆိုင်တကအခြေကဘယ်လိုသဘောထားတွေရှိလဲဆိုတော့သူမကလင်ဒူချင်းလက်ထက်ထင်းများချင်းကိုဆက်ကျင်တယ်လူဝင်မှုကြီးကြပ်ရေးကိုပို့ပြီးကက်သက်ချင်တယ်ပြီးတော့နိုင်ငံခြားရေးမော်ဝါဒမှာမာကျောတဲ့လမ်းစဉ်ကိုကျင့်သုံးဖို့ထောက်ခံပါတယ်အထူးသဖြင့်တရုတ်နိုင်ငံနဲ့ပတ်သက်ရင်ပါ ဒါပေမဲ့အဲ့လောက်ပဲမဟုတ်သေးပါဘူး။သူမစီမင်းကွန်ဒက်တာမြေရှားသတ္တုနဲ့ဘက်ထရီလိုမျိုးမဟာဗျူဟာမျိုးကန်တာတွေမှာပယ်ကျင်းတဲ့ရှင်ပြိုင်နိုင်တဲ့နိုင်ငံလက်ရွေးစင်ကုမ္ပဏီကြီးတွေဖန်တီးဖို့လဲစိတ်ပိုက်ဖြတ်ထားပါတယ်။ဒါပြင်အာရှရဲ့အင်အားကြီးနိုင်ငံအပေါ်မီခိုမွန်းကိုရှော့ချဖို့အတွက်ထောက်ပံ့ရေးကွင်းဆက်တွေကိုပြောင်းလဲပစ်ချင်တယ်ဆိုတာကလည်းအထူးအဆန်းမဟုတ်ပါဘူး။အခုလို channel မျိုးမှာသူမသာသူ့ဖေးချက်တွေကိုမမကဲကဲမကစားနိုင်ဘူးဆိုရင်သူ့ကိုတက်ချာနဲ့နိုင်ချင်ခံရမှာမဟုတ်ပဲ list truth နဲ့သာနိုင်ချင်ခံရပါလိမ့်မယ်။ လစ်ထရူဆိုတာကတော့ဘော်ရစ်ဂျစ်ဆင်ရဲ့အရာရာကိုစက်ခံခဲ့တဲ့သူပါဘတ်ဂျက်တော်လည်းလုံးမဲလို့ဂတိပက်ခဲ့ပေမဲ့ရသက်တပတ်အနည်းငယ်တွေ့မှာပဲဇေကွက်ရဲ့ယုံကြည်မှုကိုဆုံးရှုံးခဲ့ရပြီးစန်ချင်တင်တဲ့အချိန်တော်တွေ့မှာပဲနှုတ်ထွက်တော့ခဲ့ရတဲ့သူပါသူမကဆလက်ရွက်ပုံတံရေခဲတုံးတက်တက်လောက်တောင်မခံခဲ့ပါဘူးတကယ်ဆိုလွန်ခဲ့တဲ့ရန်အနည်းငယ်အထိတက္ကအီချီဟာပါတီခေါင်းဆောင်ဖြစ်လာမယ်ဆိုတာမသေချာမရေရာခဲ့ပါဘူး LGB ပါတီဟာလည်းအခုအချိန်ဟာအကောင်းဆုံးကာလကိုဖျက်သက်နေတာမဟုတ်ပါဘူး အောက်လက်တော်မှာစုစုပေါင်း465နေရာထဲက196နေရာကိုပဲထိန်းချုပ်ထားနိုင်ပါသေးတယ်။ဒါပေမဲ့အဲ့ဒါကအဆိုးဆုံးတော့မဟုတ်သေးပါဘူး။အရှိဘနောက်ထွက်တဲ့အတွက်သူမကိုပါတီဥက္ကဋ္ဌအဖြစ်ရွေးချယ်လိုက်တဲ့အချိန်နဲ့ဝန်ကြီးချုပ်အဖြစ်ရွေးကောက်တင်မြောက်ခံရတဲ့ရာကာလအချိန်တို့အတွက်မှာပဲသူမရဲ့အဓိကမဟာမိတ်ပါတီကရုတ်တရက်လက်တွဲဖြုတ်သွားခဲ့ပါတယ်။သူတို့ကပုံမှန်လင်းလင်းကိုပြောတော်ခဲ့တာပါ။ကျွန်တော်တို့ LGB ပါတီနဲ့မဟာမိတ်သဘောတူညီချက်ကိုဖျက်သိမ်းပြီးကျွန်တော်တို့ရဲ့ဆက်ဆံရေးကိုအဆုံးသတ်လိုက်ပါပြီဆိုပြီးပြောခဲ့ပါတယ်။ ဒီချက်ကိုသတိထားရမှာပါဘာလို့ဆိုတော့ကွန်မတိုပါတီဆိုတာပါလီမန်ထဲမှာမဟာမိတ်အနေနဲ့တာမကပါဘူး LGB ရဲ့မာဂျော်ဘီကွန်ဆာဗေးတစ်ဆန်ရဲ့ယက်တီချက်တွေကိုထိန်းချုပ်ပေးတဲ့အင်အားစုတစ်ခုအနေနဲ့ပါ26နှစ်တာလုံလုံ LGB ရဲ့အဓိကမိတ်ဖက်ဖြစ်ခဲ့တာပါဂျပန်နိုင်ငံဟာကမ္ဘာစီးပွားရေးမှာအမေရိကန်၊တရုတ်၊ဂျာမနီတို့ရဲ့နောက်မှာစတုတ္ထအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်ပါတယ်။ဒီလောက်ပဲလားဆိုတော့မဟုတ်သေးပါဘူး။သူကအမေရိကန်ပြည်ထောင်စုရဲ့အကျွေးတွေကိုအများဆုံးကင်ထားတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ ဆိုလိုချင်တာကဂျပန်မှာဖြစ်ပျက်တာတွေဟာဂျပန်မှာပဲရပ်တန့်မနေပါဘူး Land of the Rising Sun လို့ခေါ်တဲ့နေထွက်ရမြေဖြစ်တဲ့ဂျပန်ဟာပစိပိတ်ဒေသရဲ့အဓိကသောချက်ကြတဲ့နိုင်ငံဖြစ်တဲ့အတွက်ကမ္ဘာလုံးဆိုင်ရာတည်ရောက်မှုတွေရှိနေပါတယ်။ဒါကြောင့်ပဲခရီးချမ်းတချို့ရှိခဲ့ပေမဲ့လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက Washington, Seoul တို့နဲ့ပို့ပြီးရင်းနှီးတဲ့မဟာမိတ်ဖွဲ့မှုကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်။ဆိုတော့ထင်ရှားတဲ့မေခွန်းတွေထွက်ပေါ်လာပါတယ်။ဂျပန်လူမျိုးတွေရဲ့တန်မဏိအမျိုးသမီးလို့တင်စားခေါ်ဝေါ်ကြတဲ့ Saitakaichi ဆိုတာတိတိကျကျဘယ်လိုလုပ်လဲ။ သူ့ပါတီရဲ့သမိုင်းဝင်မဟာမိတ်ကအစိုးရဆုံးအချိန်မှာဘာလို့ကြောခိုင်တောက်ခဲ့ရတာလဲအရေးကြီးဆုံးကတော့စီပေါ်ရေးကာကွယ်ရေးနဲ့တရုတ်နဲ့ဆက်ဆံရေးလိုမျိုးထိလွယ်ချလွယ်ကိစ္စတွေမှာဂျပန်ရဲ့ဥတီချက်အတိတ်ကဘယ်လိုဖြစ်လာမလဲစတဲ့အချက်တွေကိုထပ်ပြီးရှားပွေကြည့်ကြပါမယ်ဂျပန်နိုင်ငံဘယ်ကိုဥတီနေလဲဆိုတာကိုနားလည်ဖို့ဆိုရင်အရင်ဆုံးနောက်ပြန်လေးပြီးကြည့်ဖို့လိုပါတယ်ရှင်ဇိုအာဘေအာနာကထွက်တော်ပြီးတဲ့နောက် LGB ပါတီဟာအခြေအနေဆက်ပြီးယိုယွင်းလာခဲ့ပါတယ်သူတို့ကအင်အားနေပြီးမခိုင်မာတဲ့လူနည်းစုနဲ့အုပ်ချုပ်နေရတာပါ ဒီလိုခြေနယ်မျိုးမှာဘယ်သူမှရေရှည်မခံနိုင်ဘူးဆိုတာကတော့ရှင်းပါတယ်။ဒါကြောင့်ဝန်ကြီးချော့ဟောအီရှိဘာကတနစ်တောင်မခံဘဲရာထုကထွက်ခဲရတာပါ။ဂျပန်ဟာအိုမင်းရင်ရော်နေတဲ့လူရဲများနေတဲ့နိုင်ငံဖြစ်ပြီးနိုင်ငံရဲကလည်းစိတ်လှုပ်ရှားစရာတိတ်မကောက်ပါဘူး။ဒါမဲ့ဒီညင်သက်နေတာကိုတော့အထင်သေးလို့မရပါဘူး။ဒီလိုဖြစ်နေရင်တော့ဂျပန်နိုင်ငံရဲ့ဟာရန်တွေအပြစ်ထဲထားတဲ့ဂိုဒေါင်နဲ့အလားတူပြူပါတဲ့မိဘွားလေးတပွင့်သာကြားတော့ခဲ့ရင်ပေါက်ကွဲထွက်တော့နိုင်တဲ့အနေထားပါ။အီရှိဘာယာထုကဆင်းတော့ရတာကအကောင်းဆုံးဥပမာတစ်ခုဖြစ်ပါတယ်။ သူယာထုကဆင်းသွားရတဲ့အကြောင်းရင်းကစီဘောရဲ့အကြောင်းပဲဖြစ်ပါတယ်ဝင်ချောက်ရာထူးကနှုတ်ထွက်သွားတဲ့အဂေါလမတိုက်ခင်တလအလိုမာကိုပဲဂျပန်မှာအလौဒမားတွေရဲ့လောက်ခလဆာဟာတိတသမလဲရခိုင်နှုန်းကြာစင်တော့ခဲ့ပါတယ်တကယ်စိုးရင်စရာကောက်တဲ့ပိုက်ကတော့အလौဒမားတွေရဲ့ဝေယူနိုင်စွန်းဟာရှစ်လဆက်တိုင်းကြာစင်နေတာပါဒီပေါ်မှာထက်ပေါက်ပြီးရင်းနှီးမြုံနယ်သူတွေကဂျပန်ရဲ့အကျွေးပမာဏကိုစိုးရင်လာကြပါတယ်ဂျပန်ဟာကမ္ဘာပေါ်မှာအကျွေးအများဆုံးရှိတဲ့နိုင်ငံဖြစ်ပါတယ် သူတို့ရဲ့အစိုးရကျွေးမြင်စုစုပေါင်းဟာနိုင်ငံရေးစုစုပေါင်းဝင်ငွေ GDP ရဲ့140ရာခိုင်နှုန်းနီးပါးရှိနေပါတယ်။ဒီအကျွေးကြီးတွေကလည်းဆက်ပြီးကြီးထွားနေတာပါ။အရင်ကတော့ဘယ်သူမှဂယုမဆိုင်သလိုဖြစ်နေခဲ့တာကြားပါပြီ။ဘာလို့လဲဆိုတော့ Japan Boho Ban BOJ ကဒီအကျွေးအလုံးနီးပါးကိုဝယ်နေခဲ့လို့ပါ။ဒါကြောင့်အတိုးနှုတွေကအရင်နှိမ့်ချနေခဲ့ပါတယ်။ငွေကိုအလကားရသလိုဖြစ်နေခဲ့တာပါ။ဒါမဲ့အခုတော့ဒီလိုလုံးလုံးမရတော့ပါဘူး BOJ မှာဒီအကျွေးတွေဆက်ဝယ်ယူဖို့အတွက်ငွေမလုံလောက်တော့ပါဘူး အခုဆိုရင်သူတို့ရဲ့ပန်းတိုင်ကကိုဗန်ရဲ့ငွေစင်းတွေကိုပြန်လဲရှင်းလင်းရတော့မှာပါဒီတွေသူတို့ကအကျွဲဝယ်ယူမှုကိုချော့ချတော့မှာဖြစ်ပါတယ်ဒီလိုပြောင်းလဲလိုက်တဲ့အတွက်ရင်းနှီးမြုံနယ်သူတွေဟာဂျပန်နိုင်ငံမှာရင်းနှီးမြုံနယ်လိုစိတ်နေပါလာပါတယ်ဒါကြောင့်မို့လို့ဂျပန်ရဲ့ချင်းနစ်တက်တက်ရှိတဲ့ချင်းငွေစာချုပ်တွေရဲ့အတွန်းနှုန်းဟာ၁၆နှစ်နှစ်အတွင်းအမြင့်ဆုံးကိုရောက်တော်ခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်အတွင်းမှာဆန်စင်းတို့ကလည်းတီးသသာမြင့်တက်လာတဲ့အချက်ကိုပါထစ်လိုက်ရင်ဂျပန်ပြည်သူတွေတော်တော်ကိုမကြင်မချမ်းဖြစ်ခဲ့ကြတာပါ။ ဒီလိုမျိုးစီးပွားရေးမုန်တိုက်တံခံနေရတဲ့အချိန်မှာပဲဆန်အက်တာကာချီဟာနိုင်ငံရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့သူမဟာလက်ဘလာနဲ့ခေါင်းဆောင်ဖြစ်လာခဲ့တာမဟုတ်ပါဘူး။သူမမှာအစီအစဉ်တွေရှိနေပါတယ်။ဝင်းချောက်အသစ်ဟာခေါင်းဆောင်ဟောရှင်ဇိုအာဘေရဲ့ conservative land ချောက်အတိုက်ပဲဆက်လက်လှုပ်ဆောင်နေတာပါ။သူမက Abenomics လို့ခေါ်တဲ့ Abe ရဲ့စီးပွားရေးစီမံကိန်းကိုတုံးချိန်နေတာပါ။ Abenomics မှာအဓိကရမန်းချက်၃ခုရှိပါတယ်။နံပါတ်၁ကဂျပန်ငွေယန်းကိုမကြောက်မရွံ့အများကြီးရိုက်ထုတ်ဖို့ပါ။ ။နံပါတ်1ကစီးပွားရေးတိုးတက်ဖို့အတွက်အစိုးရငွေအများအပြားသုံးစွဲဖို့ပါ။နံပါတ်3ကစီးပွားရေးလုပ်ငန်းတွေလေပတ်ပုံနဲ့ကွန်ပျူစီထုတ်လုပ်မှုပုံမကောင်းမွန်စေဖို့ပြောင်းလဲမှုတွေလှုပ်ဆောင်ဖို့ဆိုတဲ့အချက်တွေဖြစ်ပါတယ်။ပြီးတော့တာကာအီရှိကဂျပန်ကိုကမ္ဘာစီးပွားရေးထိတ်ဆုံနေရာစီပြောင်းအောင်လုပ်ပေးမယ်လို့ပြောထားပါတယ်။သူမရဲ့အဓိကပန်းတွေကစီးပွားရေးတိုးတက်မှုဖြစ်ပြီးငွေကြေးအကူအညီပေးတာတသက်မဟုတ်ဘူးလို့ဆိုထားပါတယ်။လောလောဆယ်မှာတော့တာကာအီချီကအခွန်မဖြတ်ပဲဆန်အကြက်တွေကိုဖြည့်ရှင်းပေးမယ်လို့ကတိပေးထားပါတယ်။ ဒါပေမဲ့သူမရဲ့ပါတီကတော့သူမနဲ့သဖောထားမတိုက်ဆိုင်ကြပါဘူးအစိုးရရဲ့ငွေကြေးတည်ငြိမ်မှုကိုထိခိုက်စေမှာကိုမလိုလားကြပါဘူးဒါအပြင်သူမကဇင်းနူထင်းချုပ်ဖို့အတွက်အတွုံးတွေမြင့်တင်ခဲ့တဲ့ဂျပန်ဗဟိုဘဏ်ကိုမိုက်မဲရဲဆုံးဖြတ်ချက်လိုပြင်းပြထန်ထန်ဝေဖန်ခဲ့ပါတယ်ဒါဆိုရင်အကြီးမားဆုံးမေခွန်းကတော့သူမရဲ့စီမံကိန်းကိုအောက်ထည်ပေါ်ဖို့အတွက်လိုအပ်တဲ့လွတ်လပ်ခွင့်ကိုရပါမလားဆိုတဲ့မေခွန်းပါအခုဆိုရင်တမ်မင်းလေဒီဟာသူပြောတဲ့အတိုင်းပဲလက်တွေ့မှာစိတ်ပိုက်ဖြတ်ခိုင်မာပါမလားဆိုတာကိုတန်တရားဝင်သူတွေများလာနေပါပြီ။ တို့ကဒါကိုရမ်းတက်ပြီးပြောနေကြတာမဟုတ်ပါဘူးအဓိကသေးလွန်စား၃ခုရှိပါတယ်အဲ့ဒီသေးလွန်စားတွေကတကအစ်ချီဟာသူဂတိပေးထားတာတည်းအများကြီးပို့ပြီးပြောပြောတဲ့အစိုးရကိုဥဆောင်လိမ့်မယ်လို့ဖော်ပြနေတာပါအနည်းဆုံးတော့စီးပွားရေးဘိုင်းမှာဖြစ်မှာပါဘလို့လဲဆိုတော့လူဝင်မှုကြီးကြဲရေးသို့မဟုတ်တရုတ်နဲ့ဆက်ဆံရေးလိုမျိုးတခြားကဏ္ဍတွေမှာတော့ဥတီချက်ကဆက်ကျင်ဖက်ကိုတွားနေတာတွေ့ရပါတယ်။ပို့ပြီးတော့တင်းမာတာပို့ပြီးခိုင်မာပြတ်တာပို့ပြီးထိတ်တက်ရင်ဆိုင်ဖို့အားထုတ်တာတွေကိုတွေ့ရပါတယ်။ တာကာအီချီကဒုတိယကျင်းမြောက် Epinomis 2.0ကိုစတင်ချင်တယ်လို့ပြောပါတယ်။မူရင်း Epinomis စီမဲခင်းကလေးကအတော်လေးအငင်းပွားစရာဖြစ်ခဲ့တာတော့မှအဲ့လိုပြောနေတာပါ။ဒါပေမဲ့ဒီနေရာမှာအဘေးရဲ့စီမဲခင်းကအကောင်းဆုံးလားအဆိုးဆုံးလားဆိုတာအရေးမကြီးပါဘူး။အရေးကြီးတာကဒီနေ့ခေတ်အခြေအနေက လုံးဝပြောင်းလဲသွားပြီဆိုတဲ့အချက်ပါ။အဘေအာနာရတော့ကဒေါ်လာကို80ရန်ပဲရှိပါတယ်။ရန်150ကျော်ရှိနေပြီးဆက်လက်တက်နေတော့ပါ။တနည်းအားဖြင့်ပြောရရင်ရန်ငွေတန်ဖိုးက90ရာခန့်နီးပါးကျဆင်းတော့ခဲ့တာပါ။ ကိုငွေကြေးတန်ဖိုးကများလွန်နေတယ်ဆိုရင်ငွေကိုအတိုက်အဆမရှိရိုက်ထုတ်တာကအတိတ်ပဲရှိကောင်းရှိနိုင်ပါတယ်။ဒါပေမဲ့ငွေကြေးတန်ဖိုးကအောက်ချေရောက်နေချိန်မှာဒီလိုလောက်တာကတော့နောက်ပုံစံတစ်မျိုးကိုပြောင်းသွားနိုင်ပါတယ်။တကယ်အစ်ချစ်ကဒီအချက်ကိုသိပါတယ်။သူမရဲ့မဲဆွေစေယုံရဲမှာအဓိကပြောခဲ့တဲ့စကားကရန်ငွေကအရန်ဈေးပေါ်နေလို့ဂျပန်နိုင်ငံကခရီးသွားတွေနဲ့ချွေးပြောက်အခြေချနေထိုင်သူတွေကိုဆွဲဆောင်နေတယ်လို့ဆိုခဲ့ပါတယ်။ဒီလောက်ပဲလားဆိုတော့မဟုတ်သေးပါဘူး။ ။အဘဲက Ebonymis ကိုစတင်တုန်းကဂျပန်မှာငွေကြေးခိုင်မာမှုရှိပြီးငွေကြေးဖောက်ပွားမှုရဲ့ဆက်ကျင်ဖက်ဖြစ်တဲ့ငွေကြေးကျဆင်းမှုပြဿနာရှိခဲ့ပါတယ်။ဒါပေမဲ့ဇင်းတို့ရဲ့လာစဉ်ကျဆင်းနေတာဟာအမြဲတမ်းကောက်တဲ့အရာမဟုတ်ပါဘူး။တကယ်တော့ငွေကြေးကျဆင်းမှုဟာငွေကြေးဖောက်ပွားမှုလိုပဲဆိုးကျိုးရှိတယ်လို့စီးပွားရေးပညာရှင်တွေကပြောကြပါတယ်။ဒီနှစ်ခေတ်မှာတော့ဂျပန်မှာငွေကြေးဖောက်ပွားမှုနည်းတသမာ900ရာခိုင်နှုန်းရှိနေပါတယ်။အခြားနိုင်ငံတွေအတွက်နေနေတယ်လို့ထင်ရပေမဲ့ဂျပန်အတွက်ကတော့အရင်မြင့်မားနေတာပါ။ ဒီအချိန်မှာတာကာအစ်ချီသာ Abinomis 2.0ကိုတုံးလိုက်မယ်ဆိုရင်ဘာဖြစ်မလဲဆိုတော့ရန်ငွေကပိုပြီးအားနဲ့သွားမယ်ငွေကြေးဖောက်ပွားမှုကပိုများလာပါလိမ့်မယ်2020တုန်းကဒါဟာအသုံးဝင်ခဲ့ပေမဲ့ဒီနှစ်ခေတ်မှာတော့မိထေကိုဓာတ်ဆီလောက်ထည့်လိုက်သလိုဖြစ်တော့ပါလိမ့်မယ်။ဒါကြောင့်လဲမဲဆွေစေယုံရဲ့နောက်ဆုံးအဆင့်မှာသူမရဲ့ဟောပြောမှုတွေကိုရှော့ပေါ်ပြီးပြောခဲ့ရပါတယ်။ဘာလို့လဲဆိုတော့ဂတိပဲ့တာကတမျိုးအစိုးရအဖွဲ့ကိုဥဆောင်တာကတမျိုးဖြစ်နေမှာမို့လို့ပါ။ကိုပါတီရဲ့အပြေးအဝါထောက်ခံမှုတော့မရှိတဲ့အချိန်မှာဆိုပေါ်ပြီးတော့ခက်ခဲနေပါလိမ့်မယ်။ ။ဘာလို့လဲဆိုတော့ LGB ပါတီဟာနိုင်ငံပါတီဆိုပေမဲ့တကယ်တမ်းမှာတော့အုပ်စုခွဲတွေများစွာနဲ့ Federal ပြည်ထောင်စုလိုမျိုးလက်ပတ်နေတဲ့ပါတီဖြစ်ပါတယ်။အဲ့ဒီအုပ်စုတွေအแทကအများစုကအစိုးရရဲ့အသုံးစရိတ်လုံငွေတိုးမြင့်တာကိုစက်ကျင်နေကြတာပါဒီနေရာမှာစဉ်းစားစရာတခုရှိပါတယ်တကာအစ်ချီက LTB ရဲ့မထောက်ခံတဲ့မူဝါဒတွေကိုထောက်ခံနေရင်ဘာလို့ပါတီခေါင်းဆောင်အဖြစ်ရွေးချယ်လိုက်တာလဲဆိုတာပါအရင်ပြောခဲ့ပြီးသားအတိုင်းပါပဲ LTB ပါတီဟာနှစ်ပေါင်းများစွာကတည်းကယိုယွင်းနေတဲ့ပါတီတခုပါ အခုတော့ပါတီရဲ့အုပ်ချုပ်မှုမခိုင်မာတဲ့အတွက်အတိုက်ခံပါတီရဲ့နေရာ၄၀နှစ်နေရာနဲ့ရှင်နေရာ၂၀နေရာလောက်ပဲရှိနေပါတယ်ပြီးတော့ပါတီကိုလူကြိုက်များမှုကလည်းတော်တော်လေးကိုကြားဆင်းနေတာပါဒီလိုအခြေအနေမှာစိုက်တကာအချီယာထောက်ခံမှုနူ35ရာခိုင်နှုန်းရထတော့သူ့ရဲ့ပြိုင်ဖက်ဖြစ်တဲ့ချင်ဂျီရူကိုယူဆူမင်က25ရာခိုင်နှုန်းပဲရှိနေတာထက်စာရင်အစိုးထဲကအကောက်လိုဖြစ်နေပါတယ်တကာအချီကိုပါတီကောက်ဆောင်နေရာပေးလိုက်ုံနဲ့သူလောက်ချင်တာကိုလောက်ခွင့်ရတော့တာမဟုတ်ပါဘူး ် LGB ရဲ့ဒုတိယဥက္ကဋ္ဌအသစ်ဖြစ်တဲ့အာဆိုဆိုတဲ့ပုဂ္ဂိုလ်ရှိနေလို့ပါတာရိုအာဆိုက2008နဲ့2009ကြားမှာတနစ်မပြစ်တပြစ်ဝန်ကြီးချုပ်လုပ်ခဲ့ဖူးပါတယ်ဒါမဲ့အဲ့ဒါကအရေးမကြီးပါဘူးအရေးကြီးတာကသူဟာပါတီထဲမှာဩဇာအာဏာအများကြီးဆက်ပြီးသုံးနိုင်တယ်တုံးပဲဆိုတာပါတကယ်တော့ပါတီတွင်းရွေးကောက်ပွဲမှာတကာအစ်ချစ်ဘက်ကိုအရှုံးအနိုင်ရှင်ခွင်ရှာစောက်တော့အောင်လုပ်ပေးခဲ့တာကသူပဲဖြစ်ပါတယ်။ဒါကြောင့်လဲအခုလိုပါတီဒုက္ခလို့အရေးကြီးတဲ့ယာထုကိုရထတာဟာမတော်တဆမဟုတ်ပါဘူး။ အာဘေသောမဟုတ်တာကာအစ်ချီနဲ့မတူပဲတာရိုအာဆိုဟာပိုပြီးမြတ်တာပြောပြောတဲ့ခခုချီကိုင်အောက်စုကဖြစ်ပါတယ်။သူဝင်ချစ်ချုပ်ဖြစ်ခဲ့တဲ့အချိန်ကကြာခဲ့ပြီဆိုပေမဲ့တကယ်အရေးပါတာကသူဟာရှင်ဆိုအာဘေအစိုးရလက်ထက်မှာဗဏ္ဍာရေးဝန်ကြီးအဖြစ်လုပ်ခဲ့တဲ့သူ့ရဲ့အခန်းကဏ္ဍပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒီအချက်ကိုလူတွေသတိမထားမိကြပါဘူး။အာဘေဟာဗဏ္ဍာရေးလုံငွေကိုရှော့ချခဲ့ပါတယ်။ပိုဆိုတာကမြင်ရတဲ့အတိုင်း၈၀၀ခိုင်နှုန်းကနေ၃၀၀ခိုင်နှုန်းအထိရှော့ချခဲ့တာပါ။ ်အဘီနိုမစ်ရဲ့မန်ဒိုင်သုံးခုထဲကတစ်ခုဟာအစိုးရရဲ့အသုံးစရအမြောင်းများသုံးစွဲရဲပဲဖြစ်တယ်ဆိုတာမှန်ပါတယ်ဒါမဲ့အားလုံးသိကြတဲ့အတိုင်းပဲမဲဆွယ်တုံးကဂတိပေးတာကတမျိုးအစိုးရဖြစ်လာတဲ့အခါလက်တွေ့လောက်တာကတမျိုးဖြစ်နေခဲ့တာပါကိုပါတီထဲကအုပ်စုကွဲတွေကပါမျက်ခြေမပြတ်စောင့်ကြည့်နေတဲ့အခါမှာဆိုပိုလို့တော်ဆန်းကျင်နေပါတယ်အဲ့ဒီစောင့်ကြည့်နေတဲ့အဖွဲတွေထဲမှာတာရိုအာဆိုလေးပေါဝင်ပါတယ်ဘတ်ချက်ရဲ့စာချုပ်တိုင်းကိုစစ်စစ်ဆဲဆဲစစ်ဆဲဖို့သူကိုယ်တိုင်တာဝန်ယူထားတာပါ ဂျပန်နိုင်ငံမှာငွေချေးဖို့ငွေရိုက်ထုတ်ဖို့နဲ့ရန်ငွေတန်ဖို့ချောချဖို့အတွက်နေရာကြကြဝန်းဝန်းရှိနေတဲ့အချိန်မှာတော့အာဆိုကလုံငွေကိုထိန်းချုပ်နိုင်ခဲ့တယ်ဆိုရင်ဗန်ဒိုင်ရဲ့မိနဲ့ကစားဖို့နေရာသိမ့်မရှိတော့တဲ့အခုချိန်မှာဆိုရင်တော့ဘယ်လောက်ထိန်းချုပ်နိုင်မလဲဆိုတာကစဉ်းစားစရာပါဒါကြောင့်လူတွေကသူ့ကိုမီတာနံရံ firewall အဖြစ်နဲ့နောက်တစ်ကြိမ်လှုပ်ဆောင်လိမ့်မယ်လို့မျှော်လင့်နေကြတာပဲဖြစ်ပါတယ်။ရှင်ဆိုအာဘေးအစိုးရတက်တက်အတွင်းမှာဂျပန်နိုင်ငံမှာရွှေ့ပြောင်းအလုံးသမားအရေအတွက်နှစ်ဆတိုးခဲ့ပါတယ်။အခုတော့အခြေအနေကပြောင်းပြန်ဖြစ်တော့ပါပြီ။ ။ဒါကအစ်ချီဟာစီဘောရဲ့အစီအစဉ်ကိုသူပြောခဲ့တဲ့အတိုင်းအကောင့်ထဲမဖော်နိုင်ဘူးလို့ခိုင်မာတဲ့အကြောင်းပြချက်တွေရှိနေပေမဲ့လူဝင်မှုကြီးကြဲရေးကိစ္စမှာတော့လုံးဝကွဲပြားသွားနိုင်ပါတယ်။ဘာလို့လဲဆိုတော့အဓိကတော့ချက်ကဂျပန်နိုင်ငံရဲ့ကိုအခုအတိတ်ပဲဖွင့်ဆိုနေတဲ့မဟာမိတ်အသစ်တွေမှာပဲရှိနေပါတယ်။ထောက်ကွာကိုစေကိုခုနှစ်မှာလူမွေးဩဇာအာဏာကြီးမားတဲ့လော့ဂီရဲ့ဘာသာရေးအဖွဲ့အစည်းတစ်ခုကထောက်ခံထားတဲ့နိုင်ငံရေးပါတီတစ်ခုကဂျပန်မှာပေါ်လာခဲ့တာပါအဲ့ဒီပါတီကတော့ကွန်မစ်ထိုးပါတီပဲဖြစ်ပါတယ် ကွန်မစ်ထုတ်ပါတီနဲ့ LGB ပါတီဟာအနည်း20ကြော်ကြာလက်တွဲခဲ့တဲ့အဓိကမဟာမိတ်ဖြစ်ခဲ့ပါတယ်။စစ်ကူချင်းတူလို့ပေါက်ခဲ့တာမဟုတ်ပဲလိုအပ်ချက်အရာပေါက်ခဲ့ကြတာပါ။ဘာလို့လဲဆိုတော့အဲ့ဒီပါတီနှစ်ခုစလုံးကအတွဲချင်းကမတူဘူးဆိုတာထင်ရှားပါတယ်။ကွန်မစ်ထုတ်ပါတီဟာကြည်ကြဲပြတ်ပြတ်ပြောရရင် LGB ထက်ပိုပြီးတိုးတက်တဲ့အမြင်ရှိပါတယ်။အဲ့ဒီပါတီကပိုပွင့်လင်းတဲ့လူဝင်မှုကြည်ကြဲရဲ့ပေါ်များတဲ့အစိုးရအသုံးစရိတ်နဲ့နျူကလ িয়ার စွန့်အင်ကိုအပြင်းအထန်ဆက်ကျင်ပြီးတော့တရုတ်နိုင်ငံနဲ့ပိုပြီးဖော်ရွှေတဲ့နိုင်ငံရေးမုံဝါဒကိုထောက်ခံတဲ့ပါတီဖြစ်ပါတယ် LGB ပါတီရဲ့ခေါင်းဆောင်အသစ်တကာအီချီဟာပါတီကိုစတင်ဥဆောင်တာနဲ့တပြိုင်နက်မှာပဲသူပါတီရဲ့အရေးကြီးဆုံးမဟာမိတ်ဖြစ်တဲ့ Committee ပါတီကငွေချေးအရှုံးတော်ပုံနဲ့မူဝါဒကွဲပြားမှုတွေကြောင့်ရုတ်တရက်လမ်းခွဲတောက်ခဲ့ပါတယ်ဒီပြေဟာတကအီချီအစိုးရအဖွဲ့ဖွဲ့စည်းဖို့အုတ်ချုပ်ရဲ့မောင်းနေဖို့နဲ့နောက်လာမယ့်ရွေးကောက်ပွဲတွေမှာအနာရဖို့အတွက်အလွန်ကြီးမားတဲ့အခက်အခဲနဲ့နိုင်ငံထိုးနှဲချက်ကိုဖြစ်ပေါ်စေပါရဲ့ ်ပါတီနှစ်ခုလမ်းခွဲရတဲ့တရားဝင်ကြောက်ပြချက်နှစ်ခုကိုမီဒီယာတွေကဖော်ပြကြပေမဲ့နောက်ကွယ်မှာတော့ပိုပြီးအရေးကြီးတဲ့နိုင်ငံရေးအခြေအနေတွေရှိနေပါတယ်ပထမဆုံးကတော့ LGB ကောက်ဆော်အစ်တဟာအရန်ချေယောဆွေးဆန်ပြီးအမျိုးသားရေးဝါဒီဖြစ်နေတယ်ဆိုတဲ့ကိစ္စအကြောင်းပါဥမာယာစုကူနီနက်ကွန်ကိုတက္ကအီရှိဟာမကြာခဏတော်ရောက်တာတွေပေါဝင်ပါတယ်ဒီနေရာကဒုတိယကမ္ဘာစစ်အတွင်းတည်ဆုံးတော်တဲ့ဂျပန်စစ်သားတွေကိုကွန်ပျူတာမှန်ပေမဲ့နာဇီတွေနဲ့ဒန်းတူထားရမယ့်အစိုးရအဆုံးစစ်ရဇွဲကောင်တဒါစင်ကျော်ပါအဲ့ဒီမှာပါနေပါတယ် ဒါကအာရှနိုင်ငံတွေနဲ့ဆက်ဆံရေးကိုထိခိုက်စေပါတယ်။ဥပမာဂျာမန်ဝန်ကြီးချုပ်ကကြားဆုံးတော့တဲ့နာဇီစစ်သားတွေနဲ့စစ်ရာဇဝဲကောင်တွေကိုပူဇော်ဖို့တောရောက်တာမျိုးနဲ့တူနေပါတယ်။ဂျာမနီမှာဒီလိုမျိုးလုံးလဲမရှိပေမဲ့ဂျပန်မှာတော့ဒီလိုနေရာတွေတကယ်ရှိနေပါတယ်။တကယ်တော့ဒီကိစ္စဟာပြီးခဲ့တဲ့ရာစုနှစ်ကဂျပန်အင်ပါယာရဲ့ကျူးကျော်မှုနဲ့ကိုလိုနီပြုမှုတွေကြောင့်အလွန်အမင်းဆိုးကျိုးခံစားရတဲ့တရုတ်နဲ့တောင်ကိုရီးယားတို့နဲ့ဆက်ဆံရေးကိုအကြီးအကျယ်ရှုပ်ထွေးစေတဲ့စူးညောက်တစ်ခုဖြစ်နေတော့မှာ။ ကွန်မက်ထုတ်ပါတွေကအရင်တော့ကအဲ့ဒီနက်ကွန်ကိုသွားခဲ့တဲ့ရှင်းစိုးအဘဲအစိုးရကိုနေပေါက်များစွာထောက်ခံ ခဲ့ဖို့ပါတယ်။အဘဲကလည်းသူ့ရဲ့ဟောပြောမှုတွေအရဆိုတာကာအစ်ချစ်ထက်ပိုပြီးပြောပြောတာမျိုးမဟုတ်ပါဘူး။ဒါအပြင်တာကာအစ်ချစ်ကဒီနေ့ဆောက်ပွဲတော်မှာနက်ကွန်ကိုမတော်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါကသူမရဲ့တီချက်ပိုပြီးပြောပြောလာတဲ့လက္ခဏာကိုပြသလိုက်တာပါ။ဒါကြောင့်အဲ့ဒီအချက်ကတကယ်အဓိကအကြောင်းရင်းမဖြစ်နိုင်ဘူးလို့ထင်ရပါတယ်။ဒုတိယအကြောင်းပြချက်ကတော့အချင်းပြတ်ချစမုံဖြစ်ပြီးဒီချက်ကပိုပြီးဖြစ်နိုင်ပါတယ်။ အထူးသဖြင့်အာဘေရဲ့အုပ်စုကိုညှင်းနှောစေခဲ့တဲ့ခြားစားမှုပါ2024ခုနှစ်မှာဒီအုပ်စုကိုဖျက်သိမ်းလိုက်ရပါတယ်အဲ့ဒီအကြောင်းရင်းကကုမ္ပဏီအမျိုးမျိုးစီကနေယူရို3.5တန်းရယူခဲ့ပြီးဘယ်တော့မှမကျညာခဲ့တဲ့တရားမဝင်ငွေကျဲထောက်ပံ့မှုစီမံကိန်းကြောင့်ပဲဖြစ်ပါတယ်။ဒါတွေမကသေးပါဘူးရှင်ဆိုအားဖြင့်လောက်ကျန်ခံရမှုကြောင့်လည်းပါပါတယ်။ သနက်ပစ်ခဲ့တဲ့လူငယ်ဟာနိုင်ငံရေးသဘောထားကြောင်းပစ်ခဲ့တာမဟုတ်ပါဘူး။သူမိခင်ကမိသားစုအမွေအားလုံးကိုအဘိနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့တဲ့ကိုရီးယားဘာသာရေးဂိုက်တစ်ခုကိုလူလူခဲလို့ပြစ်သက်ခဲ့တာလို့ဆိုပါရဲ။နောက်တော့အာဘေတိန်မကပဲပါတီအရာရှိအကြီးအကဲဒါစင်ပေါက်များစွာကပါအဲ့လိုအဖွဲ့အစည်းတွေနဲ့ရှုပ်ထွေးတဲ့ဆက်ဆံရေးတွေရှိနေတယ်ဆိုတာပေါ်လာခဲ့ပါတယ်။ဒါကြောင့်ကွန်မတီပါတီမှာတော့လက်တွေ့ဖြုတ်ဖို့ခိုင်လုံတဲ့အကြောင်းရင်းတွေရှိခဲ့တယ်လို့ပြောရမှာပါ။ ဒါမဲ့တရားဝင်အကြောင်းပြချက်တွေထက်ကျော်လွန်ပြီးဒီနေ့ခေတ်မှာပေါ်လွင်နေတဲ့တခုသေးသောအကြောင်းအရာကတော့ LGB ပါတီဟာရခဲတုံးနဲ့တိုင်မင်းပြီးခါစားတိုက်တနစ်သင်္ဖောကြီးလို့ဖြစ်နေတာကြောင့်ဘယ်သူမှသင်္ဖောပေါ်မှာဆက်ပြီးမနေချင်ကြတော့ဘူးဖြစ်နေကြတာပါကွန်မတီပါတီမှာအမြဲတမ်းသစ္စာရှိတဲ့မေဆဒါရှင်အင်အားစုရှိခဲ့ပေမဲ့နောက်ပိုင်းမှာရော့ပါလာခဲ့ပါတယ်။ဒါကြောင့်သူတို့ရဲ့အမြင်အရအတိုက်ခံဖက်ကနေကန်ဆန်တာကပိုကောက်တယ်လို့ဆုံးဖြတ်ခဲ့တာဖြစ်နိုင်ပါတယ်။ LGB ကလူနည်းစုဖြစ်နေပါပြီ ူ့ရဲ့မဟာမိတ်ဟောင်းတွေကလည်းကြောက်ခိုက်တော့ခဲ့တယ်ဆိုတော့ဆန်အက်တကာအီချီကဘယ်လိုလုပ်ဝန်ကြီးချုပ်ဖြစ်လာခဲ့လဲဆိုတဲ့မေးခွန်းကရှိလာပါတယ်။ဒီတစ်ခုလုံးရဲ့တောချက်ကတော့ဂျပန်နိုင်ငံရဲ့အနာဂတ်ကိုပုံဖော်မဲ့ထူးဆန်းမှုတစ်ခုလည်းဖြစ်ပါတယ်။အဲဒါကတော့ LGB ပါတီရဲ့မဟာမိတ်အသစ်ဂျပန်ဆန်သစ်တီထွင်မှုပါတီဖြစ်ပါတယ်။နီပွန်အီချီနိုကိုက်ပါတီလို့လည်းခေါ်ပါတယ်။ LGB ပါတီကပါလီမန်မဲမဲခင်တရက်အလိုမှာပဲဒီပါတီနဲ့မဟာမိတ်ဖွဲ့ဖို့သဘောတူလိုက်တာပါ အရှင်နိုဂိုက်ပါတီမှာအမဲနေရ35နေရရှိပြီးခိုမဲထိုးထက်စစ်တနေရပုံများပါတယ် LGB နဲ့အရှင်တို့ပေါင်းစည်းလိုက်ရင်တော့အများစုအင်အားထက်မင်းသမီးနေနေပါသေးတယ်ဆိုတာကသူတို့ဟာလူနည်းစုအစိုးရပဲဖြစ်နေတာပါဂျပန်ဟာပြင်သစ်လိုပြင်းထန်တဲ့နိုင်ငံရဲ့အခြေအနေမဟုတ်ပေမဲ့အရာရာကိုထိန်းချုပ်ရတာပိုလွယ်တယ်ဆိုရင်တော့တာကာအီချီဟာဥပဒေတွေကိုအတည်ပြုဖို့အတွက်ခက်ခဲပါလိမ့်မယ်။ကိုမက်တိုပါတီကပါမကူညီဖို့ဆုံးဖြတ်ထားရင်ပိုပြီးအခက်တွေ့ဦးမှာပါ။ဒီနေရာမှာအီချီနိုကိုက်ပါတီဟာဘယ်လိုပါတီမျိုးလဲဆိုတာကြည့်ရပါမယ်။ ဂျပန်နိုင်ငံမှာပါတီအားလုံးဟာအနည်းနဲ့အများတော့အလေလက်လမ်းစဉ်ကိုပဲကျင့်သုံးကြတယ်ဆိုတာကိုတော့မေ့ထားလို့မရပါဘူးဒီထက်မှာအစ်ရှိပါတီကကွန်မက်ထိုနဲ့ဆိုရင်လုံးဝဆက်ကျင်ဖက်ဖြစ်ပါတယ်ကွန်မက်တိုပါတီဟာအရင်ကအစိုးရအသုံးစရိတ်ကိုပိုသုံးဖို့လူမှုကြည်ကြရေးကိုပိုပွင့်လင်းဖို့နဲ့တရုတ်ပေါ်အတော်တန်ပျော့ပျောက်ဖို့လိုလားခဲ့ပါတယ်အစ်ရှိနိုကိုက်ပါတီကတော့လုံးဝဆက်ကျင်ဖက်ဖြစ်ပါတယ်သူတို့ကအစိုးရကိုတင်းငယ်အောင်လုပ်ဖို့အသုံးစရိတ်တွေဖြတ်တောက်ဖို့လူမှုကြီးကြဲရေးမှာတင်းမာဖို့နဲ့ပေကျင်းအစိုးရနဲ့ခိုင်မာတဲ့ရည်တည်ချက်ထားဖို့ထောက်ခံပါတယ် ပြီးတော့သူတို့ကဂျပန်နိုင်ငံကိုစစ်ပွဲဆွလွန်ပြီးစစ်တပ်မထားရှိရေးကိုပြတ်ထန်ထားတဲ့ဖွေးစည်းပုံချေခံဥပဒေရဲ့နာမည်ကျော်အပိုက်ကိုကိုပြန်လည်ပြင်ဆင်ထင်ကြပါတယ်တကယ်အခြေကလည်းစစ်ကိုလုံးဝဆွတ်လက်တဲ့လမ်းစဉ်ကိုဆွတ်လက်ချင်တာမယ်ပဲမဲ့ဒါကပါလီမန်မှာသုံးပုံနှစ်ပုံအများစုအပြင်တနိုင်ငံလုံးဆန္ဒခံယူပွဲပါလိုအပ်နေတာပါဒါမဲ့အခုနိုင်ငံရဲ့အခြေအနေအရဆိုမဖြစ်နိုင်သေးပါဘူးဒါကြောင့် Abinomis 2.0ဟာနှဲကွဲသွားမယ်လို့ယူဆနေကြတာပါ လူမှုကြည်ကြဲရဲ့နိုင်ငံခြားရေးမော်ဝါဒမှာတော့ကွန်မစ်ထုတ်ပါတီရဲ့ထင်းကြီးမှုတွေလုံးဝပျောက်ွယ်သွားပြီလို့ပြောရပါမယ်။လောလောဆယ်မှာတော့ LTP နဲ့ Ichinokai တို့ဟာဆင်းတစ်ချက်ပါအစီအစဉ်တစ်ခုကိုသဘောတူထားကြပါတယ်။တချို့အချက်တွေကမရေရာသေးပေမဲ့ထင်ရှားတဲ့အချက်တွေကတော့အစိုးရအသုံးစဲကိုစစ်ဆေးဖို့နဲ့မလိုအပ်တာတွေကိုဖျက်တောက်ဖို့အတွက် Japan DOGE လိုမျိုးအဖွဲ့အစည်းတစ်ခုဖန်တီးမယ်။ဘတ်ဂျက်အပေါ်တက်ကြီးရွယ်အော်တွေရဲ့ဝန်ထုတ်ဝန်ပို့ရှင်းချဖို့အတွက်လူမှုဖုံတွေရဲ့အခွန်ထွေးဝင်ငွေတွေကိုရှင်းချဖို့ဆိုတဲ့အချက်ပါ။ နောက်တစ်ခုကတော့အိုဆာကာမြို့ကိုနိုင်ငံရဲ့ဒုတိယမြို့တော်ဖြစ်လာအောင် လုပ်မယ်ဆိုတဲ့စိတ်ဝင်စားစရာအချက်ပါမြို့တော်ဆိုတာစကားလင်ကာအနေနဲ့ပြောတာဖြစ်နိုင်ပေမဲ့လုံးဝမမှန်နေပါဘူးအီရှိပါတီကအိုဆာကာမှာစတင်ပေါ်ပေါက်လာတာဖြစ်ပြီးပိုပြီးကိုပဲအုပ်ချုပ်ခွင့်ရဖို့နဲ့ဘိုးချုပ်ကိုင်မှုရှော့ချဖို့တောက်ဆိုခဲ့ပါတယ်အခုတော့မဟာမိတ်အသစ်နဲ့နိုင်ငံရဲ့အရှိန်အဟုန်အရသူတို့ရဲ့ပန်းတိုင်တွေစီအရင်ထက်ပိုပြီးနှိမ့်လာပါပြီ။နောက်တစ်ချက်ကတော့နျူကလ িয়ার စွန့်ရင်ကိစ္စပါ။ LGB နဲ့ Issue Party နှစ်ခုလုံးဟာနျူကလ িয়ার စွန့်ရင်ကိုထောက်ခံသူတွေဖြစ်ပါတယ်။ ဂျပန်ကဖူကိုရှိမာဖြစ်ပြီးနောက်တရားပြစ်စင်ုံတွေကိုပိတ်ခဲ့ရပါတယ်။အဲ့ဒီကလေးကရက်စစ်ဈေးကအရန်ကိုမြင့်တက်လာခဲ့တာပါ။စက်မုန်ထုတ်ကုန်တွေတင်ပို့ရောက်ချပြီးအတန်းမွေးဝကြောင်ပြုတဲ့နိုင်ငံအတွက်ဒါဟာဆိုးရွားတဲ့အဖြစ်အပျက်ပါ။ဂျာမနီကရုရှားတန်းငွေနဲ့ကြုံခဲ့ရတာနဲ့စင်တူပေမဲ့ဒီမှာဆယ်စုနှစ်တခုကျော်ကြာခဲ့ပါတယ်။နောက်တစ်ချက်ကတော့ကုမ္ပဏီတွေကနိုင်ငံရဲ့ပါတီတွေကိုဆက်ပြီးငွေကြေးထောက်ပံ့တာကိုတားမြစ်ဖို့ပါ။ဒါကရှိုးဝဲစွာလုံလေရှိတဲ့အလေးချင်းတစ်ခုပါ။ ကိုမေထိုနဲ့တုန်းက LGB မဖြတ်ကျော်ရဲခဲ့တဲ့အနီရောင်မြစ်တစ်ခုကို Ishinokai ပါတီကဖြတ်ကျော်နိုင်မလားဆိုတာစောင့်ကြည့်ရပါမယ်။ Ishinokai ပါတီဟာအစိုးရအဖွဲ့အထဲမှာပါဝင်မှာမဟုတ်ပါဘူး။ဝန်ကြီးစစ်ချီဦးစလုံးဟာ LGB ကပဲဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ဒီမဟာမိတ်ကပြက်လွယ်တယ်လို့တော့ထင်လို့မရပါဘူး။တကယ်တော့ Ishinokai ပါတီကပဲဝန်ကြီးနေရာမလို့ချိန်ပါဘူးလို့ပြောခဲ့တာပါ။ ဝင်းချော့တာကာအီချီကဖိတ်ခေါ်ခဲ့ပေမဲ့အီချီပါတီကသူတို့အဖွဲ့ဝင်တွေမှာအုတ်ချော့ရဲ့အတွေ့အကြုံနှိပတာရဲ့ LGB နဲ့ပူပေါင်းမှုအစောပဲအစဉ်ပဲရှိသေးတာရဲ့ကြောင့်အစိုးရအဖွဲ့ပြင်ပကလည်းမူဝါဒပူပေါင်းဆောင်ရွက်မှုကိုပဲအာရုံစိုက်ဖို့ပြောခဲ့တယ်လို့သိရပါတယ်ဒါဆိုရင်ဂျပန်အစိုးရသစ်စီကဘာတွေမျော်လင့်နိုင်မလဲစီးပွားရေးရမှာတော့ဆန်ရဲတာကအစ်ချီကမာဂရက်သက်ချာလို့တော့ဖြစ်လာမှာမဟုတ်ပါဘူး list truth လို့လည်းဖြစ်လာမှာမဟုတ်ပါဘူး သူမကရန်ငွေတွေကိုစူပါမားကတ်ကြော်ညာစာရွက်လိုရိုက်ထုတ်ပြီးစိတ်ကြိုက်သုံးချင်နေတာမယ်ပဲမဲ့လက်တွေကတော့တယောက်တည်းဖြစ်နေပါတယ်သူပါတီရောမဟာမိတ်အသစ်ပါသူ့ကိုဒီကိစ္စမှာထောက်ခံမှာမဟုတ်ပါဘူးနိုင်ငံရဲ့ဖခင်ချင်းဆိုအဘိထက်ပို့ပြီးလွတ်လပ်ခွင့်ရမယ့်နေရာကတော့လူဝင်မှုကြီးကြပ်ရေးမူဝါဒပဲဖြစ်ပါတယ်တိုးတော်လေအခုလောလောဆယ်မှာကြီးမားတဲ့ပြုပြင်ပြောင်းလဲမှုတော့မရှိသေးပါဘူးနိုင်ငံခြားရေးမူဝါဒမှာတော့လမ်းကြောက်ကပို့ပြီးရှင်းလင်းပါတယ်ဂျပန်ဟာကာကွယ်ရေးအသုံးစရိတ်ကိုဆက်တိုးမယ်အမေရိကန်နဲ့တောင်ကိုရီးယားတို့နဲ့မဟာမိတ်ကိုခိုင်မာအောင်လုပ်မယ် သူမကအိန္ဒိယနဲ့ဩစတြေးလျတို့နဲ့ပူးပေါင်းပြီး court အဖွဲ့ကိုမြင့်တင်ချင်ကြောင်းလည်းအရေးမော်ပြောထားပါတယ်။ဒါကြောင့်အစိုးရရဲ့အဓိကဦးစားပေးကိစ္စတွေထဲကတစ်ခုဖြစ်လာပါလိမ့်မယ်။အာဘေရဲ့အမျိုးသားရေးဆန်တဲ့ဖော်ပြမှုတွေကြောင့်ဆိုးမျိုးနဲ့တတမန်ရဲရပြဿနာတွေရှိခဲ့တာမှန်ပေမဲ့ခုချိန်မှာတော့နိုင်ငံဆက်ဆံရေးပုံပြီးခိုင်မာလာခဲ့ပါတယ်။တကယ်တော့သူတို့ဟာအရင်ကထက်ပုံပြီးညှိနှိုင်းဆောင်ရွက်နေကြပါတယ်။ဘာဖြစ်ဖြစ်တာကအရှိဟာဂျပန်ဝန်ကြီးချုပ်အများစုလိုပဲစောစောစီစီနှုတ်ထွက်တော်မလား။ ဒါမှမဟုတ်တက်တဲ့အပြစ်အုတ်ချုံနိုင်မလားဆိုတာကတော့ကျွန်တော်တို့အားလုံးစောင့်ကြည့်ရပါလိမ့်မယ်။ဟုတ်ကဲ့အစိုးရတချို့ပြခဲ့တဲ့အတွက်အများကြီးကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။